ကောင်းပြီအဲ့ဒီလိုဖြစ်ပေါ်လာတဲ့တမ္မာဒိဋ္ဌိဟာတမ္မာဒိဋ္ဌိမျိုးစားတွေချက်ခင်ပြီးတော့ကြည့်မယ်ရှင်သာရိပုတ္တရာမထေရကအနောဉဏ်ကြီးတာအနောဉဏ်ကြီးတဲ့အခါကျတော့တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိနဲ့လူတွေကပြောကြတယ်ဘယ်တိုင်းတာနဲ့မှတမ္မာဒိဋ္ဌိခေါ်မလဲလို့ဆိုရဲတာရှင်သာရိပုတ္တရာကဉာဏ်နဲ့အောင်ဟောထားတယ်တမ္မာဒိဋ္ဌိတုတ်ဆိုတာ လက်ရှိမှာနေကပါပါရှိစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များလက်ရှိမှာနေကဥပရိပါဏနာတမန်လေးကြီးတို့ဖတ်ရှုလို့ရပါတယ်ညမပြန်ထားတာလည်းရှိတယ်လက်ရှိမှာနေကတုတ်ပေါင်း150နဲ့မတုတ်ရှိတယ်ထို့တုတ်တွေကမတူးမရှိဘူးအလဲအလတ်ကိုလက်ရှိမှာလို့ခေါ်နိကာယဆိုတာစုဆောင်းတာကောလက်လုပ်တာပေါ့နော် collection of the natural discourse ဟုတ်လား collection of middle discourse middle discourse อ่ะအရှိန်လည်းမဟုတ်အတူကြီးလည်းမဟုတ်သိရှိတဲ့တုတ်တွေကြတော့ဒီကနေ့ကာယလို့ခေါ်တယ်ဟုတ်ဒီကနေ့ကာယကရှိဖျားတဲ့တုတ်တယ်ဒါက34တုတ်ရှိတယ်ဒီကနေ့မြန်မာနိုင်ငံမှာဒီတုတ်တွေကဖတ်ရှုလို့နားလည်နိုင်တဲ့အနေအထားရှိပါနောက်လေးစီမှနေတဲ့ဆိုတာက ခဏအလဲလက်အရှင်ကြီးတို့အတုလည်းမဟုတ်တဲ့သဘောတရား50နဲ့နှစ်တော့အဲ့ဒီမှာသမာဓိတိတုတ်ဆိုတာရှင်သာရိပုတ္တရာကယဟန်တွေကိုရှင်နေမှကြားတယ်။တဏ္ဍပရိသမယဟန်တွေကိုရှင်နေမှကြားတဲ့တုတ်ကတစ်ခုရှိတယ်။အဲ့ဒီတုတ်ကိုတို့ချုပ်ပြီးတော့ပြောကြရအောင်။ စင်္သာရိပုတ္တရာကပြောတယ်အေးလူတွေပြောကြတယ်တဲ့တဏ္ဍာဒိဋ္ဌိတဏ္ဍာဒိဋ္ဌိလေသူပြောကိုပြောပြောနေကြတယ်ဘလောက်အတိုင်းတန်နဲ့မှတဏ္ဍာဒိဋ္ဌိဖြစ်တယ်တဏ္ဍာဒိဋ္ဌိဖြစ်ကိုရအတိုင်းတန်ဘလောက်ရှိဆိုပြီးပြောတဲ့အခါစင်္သာရိပုတ္တရာကပြောတယ်ရှင်းလင်းပြီးတော့ဖြေပေးတယ် အကုသိုလ်ကိုအကုသိုလ်လို့သိတာအကုသိုလ်ရဲ့အခြေခံတရားကိုအကုသိုလ်ရဲ့အခြေခံတရားလို့သိတာကုသိုလ်ကိုကုသိုလ်လို့သိတယ်ကုသိုလ်ရဲ့အခြေခံမူလတရားကိုကုသိုလ်ရဲ့အခြေခံမူလတရားလို့သိတယ်အဲ့ဒီလိုသိခြင်းဟာသမာဓိဖြစ်ပါတယ်ဒါသိအခြေခံကြတဲ့တရားတစ်ခုပဲဘာလို့ပြောလဲဆိုလို့ရှိရင် ကောင်းတဲ့အစိုးခွဲခြားသိတာပေါ့ကုသိုလ်အမှုတို့သိတယ်အပြစ်ရှိတယ်အပြစ်မရှိဘူးသိတယ်ဆိုတာဒါအမှန်တမ်းအရေးကြီးတဲ့ဟာတစ်ခုပဲကုသိုလ်အမှုတို့သိတယ်ဆိုတာအပြစ်ရှိတဲ့တရားနဲ့အပြစ်မရှိတဲ့တရားကိုသိတာအကောင်းတဲ့အစိုးကိုသိတာအဲ့ဒီအကောင်းကြီးရဲ့အကြောင်းတရားကအခြေခံကပါလေအစိုးရဲ့အခြေခံပါလေလို့သိတာ အဲ့ဒီမှာလည်းရှင်းရှင်းလေးရယ်ဒါမှဒိဋ္ဌိဖြစ်ဖို့ရာအဲ့ဒါအကုသိုလ်ကိုအကုသိုလ်လို့သိရမယ်အကုသိုလ်ရဲ့အကြောင်းတရားတွေကိုအကုသိုလ်ရဲ့အကြောင်းတရားလို့သိရမယ်။ဒါဖြင့်အကုသိုလ်ဆိုတာဘာတွေလဲလို့ဆို။ဒုစရိုက်ဆယ်ပါးလို့ပြောတာ။ဒါအများသိနေတဲ့ဒုစရိုက်ဆယ်။အဲအကုသိုလ်ဆိုတာတခြားမဟုတ်ဘူးကွ။ဒုညာတဲ့တတ်တာအကုသိုလ်ပေါ့။ဒုညာဥစ္စာကိုရ ဘုရားသခင်ရဲ့အကြည့်တော်ပြန်ပြန်မာနော်ဒီလဲလဲပြောတာဒုက္ခတူမတက်အောင်ဒုတ်လိုက်တာဆဲတာဆိုတာအကျိုးရှိတဲ့စကားတွေကိုပြောတာသူများပစ္စည်းကိုခုဖြစ်ခုပစ္စည်းဖြစ်ခြင်းနဲ့လောဘနဲ့တွေးတာလူတယောက်ပျက်စီးစေလို့တဲ့ဒေါသနဲ့တွေးတဲ့တွေး ကာကာယီကျိုးကိုညှင်းပယ်တဲ့မှားရွေးတဲ့အယူဆအားလုံးပေါင်းလိုက်တဲ့အခါကျတော့ဆယ်ခုမြန်မာလူမျိုးတွေဘုရားဗလာတွေပြီးတဲ့အဲဒုစရိုက်ဆယ်ပါးလို့ခေါ်တယ်အကုသလကာမဋ္ဌာန်းတရားဆယ်ပါးလို့ခေါ်တာအေးအကုသလဆိုတာအဲ့အရာတွေကိုခေါ်တာ